အားလုံးပဲမင်္ဂလာပါဆရာမကတော့ grade 8တင်ကြားသင်ယူသည့်ကိုတင်ကြားပေးမယ်ဆရာမတော်မီဖြူစင်ပဲဖြစ်ပါတယ်ဒီနေ့ဆရာမတို့အတူတူလေ့လာကြမယ့်ခေါင်းစဉ်လေးကတော့အခန်းနှစ်စတုဂံများဆိုတဲ့ခေါင်းစဉ်လေးရမှာ စတုဂံများ ဆောက်လုပ်ဆွဲသားခြင်းအနာလေးနားနဲ့တောင်းဖြန်မြင်တစ်ခု အနားကလေးနာပေးထားမယ်တောင်းဖြည့်မြေရတစ်ခုပေးထားမယ်အဲ့လိုပေးထားတဲ့စတုဂံကိုစောက်လုံဆွဲသားခြင်းဟောအစ်င့်နေနေပေါ့နော်အစ်င့်နေနေအစ်င့်တစ်အစ်င့်နေအစ်င့်သုံးအဆရှိတဲ့ပြင်အဲ့လိုမျိုးစောက်လုံဆွဲသားမယ်နောက်တစ်ခုကကြတော့အနားသုံးနာပဲပေးထားမယ်တောင်းဖြည့်မြေရကြတော့နှစ်ခုဖြစ်သွားတယ်တောင်းဖြည့်မြေနှစ်ခုပေးထားမယ်အဲ့စတုဂံကိုဘယ်လိုဆွဲမလဲနောက်တစ်ခုကကြတော့နီးစက်တဲ့အနားနှစ်နာပေးထားတယ်အခြေစမ်း size နှစ်နာပေးထားတယ်နောက်တောင်းကကြတော့၃၀၀၀ပေးထားမယ် ဒါတောင်းပြမြင်လည်းမဟုတ်တော့ဘူးအနာယူယူလည်းမဟုတ်တော့ဘဲနဲ့မိစက်အနာနှစ်ခုနဲ့တောင်းသုံးတော့ပေးထားတဲ့စတူဂန်တွေကိုစောက်လို့ဆွတ်သားမယ်ပြီးရင်စတူဂန်တွေထပ်တူညီခြင်းအကြောင်းဒါတွေကိုလေ့လာမှဖြစ်တယ်ဟုတ်ပြီဒီသင်ငန်းစာလေးကိုလေ့လာပြီးတော့အခါမှာသားတို့သမီးတို့အနေနဲ့အနာလေးနားနဲ့တောင်းပြမြင်တစ်ခုတို့ဤအနာတွေကိုသိသွားပြီဆိုရင်ကိုကစတူဂန်တစ်ခုကိုဘယ်လိုစောက်လို့ဆွတ်သားလို့ရမလဲနောက်တစ်ခုကစတူဂန်တစ်ခုကို သူပေးထားတဲ့ပေးထားချက်အပေါ်မှာပေးထားတဲ့ပေးထားချက်တည်ရှိမယ်အဲ့ထဲအတိုင်းဘယ်လိုဆောက်လို့ဆွဲသားမလဲနောက်တစ်ခုကအနား၃နားနဲ့ဂျားတော့၂တောင်ပါတဲ့စတုဂန်ကိုဆောက်လို့ဆွဲသားတဲ့မှာဖြစ်တယ်နောက်တစ်ခုကစတုဂန်နှစ်ခုဒီတစ်ထက်သေးကြပါတယ်ထတ်တူညီပါတယ်ဆိုတာကိုဖြစ်စေနိုင်မဲ့နီးတွေပေါ့နော်အဲ့ဒီနီးလန်းတွေကဘယ်နှနီးရှိလဲဘာတွေလဲဆိုတာကိုသိရှိနားလဲသွားမှာဖြစ်တယ်ဒါဆိုရင်လေ့လာကြည့်ရအောင် ဲ့တော့အရင်ဆုံးစတုဂံများဆောက်လုပ်ဆွဲသားခြင်းဆိုတာကိုသိဖို့အတွက်အဲ့တော့အရင်ဆုံးပထမဆုံးခေါင်းစဉ်ကအနားလေးနားနဲ့တောင်းဖြတ်မြင်တစ်ခုပေးထားမယ်။အဲ့ဒီပေးထားတဲ့စတုဂံကိုဆောက်လုပ်ဆွဲသားမယ်တဲ့။အဲ့တော့အရင်ဆုံးဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်ကိုဆွဲကျင်တဲ့စတုကံရဲ့ပုံချမ်းလေးကိုဆွဲထားဖို့လိုတယ်။ဆောနာအစ်စ်နေနေမသွားခင်အကျန်းလေးချပြီးတော့ပုံချမ်းလေးပေါ်မှာမှတ်ထားတဲ့။ဘယ်အနားကတော့တောင်းဖြက်မြင့်ဘယ်လောက်စင်တီမီတာရှိတယ် ောင်းတန်မှုကဘယ်လောက်ရှိရဲဆိုတဲ့ဟာလေးကိုပုံချမ်းလေးကိုကဆွဲထားရမယ်ပေါ့နော်ဆွဲထားပြီးတော့မှပေးထားတဲ့အနာအလှယာတွေတောက်ပမာဏတွေကိုထည့်ထည့်ပြီးတော့မှအစ်စ်နေထဲမှာသွားပြီးတော့ဆွဲသားကြည့်မယ်ပေါ့နော်ဒါဆိုရင်ဘယ်လိုမျိုးလဲပေါ့အဲ့တော့အခုအနာလေးနားနဲ့တောင်းပြန်မြင်းတစ်ခုပေးထားတဲ့စတုကန်ကိုစောက်လုံဆွဲသားမယ်ဆိုလို့ရှိရင်ငူဒီမှာပေးထားတဲ့ပေးချက်ကိုကျတော့အရင်ဆုံးပုံချမ်းဆွဲကြည့်မယ်ပေါ့နော်ပုံချမ်းဆွဲကြည့်တဲ့အခါမှာ AB 6cm ဆွဲထားတဲ့ B ကနေ BC 5cm CD 4 cm DA 3 cm နောက်တစ်ခါ A နဲ့ C 3.5 cm အော်ဒီလိုပုံလေးထွက်နိုင်တယ်ပေါ့ဒါလေးကိုအကျန်းဆွဲမယ်ပြီးတော့အဲ့မှာကိုကြိုက်တဲ့မြင်းပေးထားတဲ့မြင်းမရ၅ခုရှိတယ်အဲ့ဟာကိုကိုကြိုက်တဲ့မြင်းကနေစဆွဲကြည့်လို့ရတယ်ဥပမာ BC ကနေစဆွဲမယ်ဆိုရင်လည်း BC မြင်းလေးကိုစဆွဲပြီးတော့သူကနေဆက်သွားမယ်ပေါ့ BC ကနေ CD CD ကနေ DA ပြီးရင် AB ကြိုက်တဲ့မြင်းကနေစပြီးတော့ဆွဲလို့ရတယ်အဲ့တော့အခု နောက်ဘယ်ကနေစဆွဲမယ်ကြည့်အောင်အဲ့တော့အရင်ဆုံး အဆင့်1ကပထမဆုံး AB ကိုစယူလိုက်တယ်ပေါ့နော်6စင်တီမီတာရှိတဲ့မြင်းပိုင် AB ကိုဆွဲပါတဲ့အဲ့တော့ဒီမှာမြင်းပိုင်6စင်တီမီတာရှိတဲ့ AB လေးကိုဆွဲလိုက်မယ်ဟုတ်ပြီဒါဆိုရင်နောက်အဆင့်အဆင့်1ကအဲ့ဒီ A နဲ့ B ပေးထားတဲ့ A နဲ့ B ကိုဗဟုပြုပြီးတော့ကျေတို့ကထောက်ချုံလေးကိုသုံးမယ်ပေါ့နော် A နဲ့ B A ကိုတစ်ချက် A အတွက်အရင်ဆွဲမယ်ပေါ့အဲ့တော့ A ကိုဗဟုပြုပြီးရင်3.5 တော့အဲ့ဒီစက်ဝိုင်းထောက်ချုံလေးနဲ့3.5တိုင်းပြီးတော့ A ကနေအဝန်းပိုင်းတစ်ခုဆွဲမယ်ပြီးသွားရင် B ကိုဗဟိုပြုတ် B ကိုဗဟိုပြုတ်ပြီးတော့5စင်တီမီတာရှိတဲ့အဝန်းပိုင်းတစ်ခုဆွဲမယ်။ဟောဒီမှာအဝန်းပိုင်းလေးနှစ်ခုစုံမယ်ပေါ့။အဲ့ဒီစုံသွားတဲ့ဟာကို C မှာစုံမယ်။ C မှာဖြတ်လိုက်မယ်ပေါ့။ Okay အဲ့တော့ A နဲ့ C B နဲ့ C တို့ကိုဆက်သွယ်ပါတဲ့။အဲ့ဒါဆိုရင်အဲ့ဒီ A နဲ့ C B နဲ့ C ကိုဆက်သွယ်မယ်။ A နဲ့ C ဒီစုံတာက 3.5 cm ကျေလို့တိုင်းပြီးတော့ဆွဲထားတာဖြစ်တယ်။ဘီနဲ့စီဒီ5 cm ဆွဲလိုက်ပြီ။ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ဆင့်နောက်တစ်ဆင့်ကကြတော့အခု A နဲ့ C ကနေကျေလို့ဆက်ဆွဲရမှာဖြစ်တယ်။ကြံတဲ့ဆောင်းနာပုံချမ်းလေးကိုပြန်စဉ်းစားမယ်ပေါ့နော်။ပုံချမ်းလေးဒီ D ကဒီဘက်ဒေါင်စုံလေးမှာရှိနေတယ်ဆိုတော့ B မဟုတ်တဲ့တခြားဒေါင်စုံဘက်ကနေဆွဲရမှာဖြစ်တယ်။အဲ့တော့ဘသူ့ကိုသွားပြီးဗဟုပြုမလဲ။ B မဟုတ်တဲ့ဒေါင်စုံဖြစ်ဖို့ဆိုရင် A နဲ့ C ကိုဗဟုပြုပြီးတော့နောက်ထပ်အလဲအရာတွေထပ်ဆွဲရမယ်။ဒါဆို A ကနေ ဆွဲရမယ်အလျာ C ကနေဆွဲရမယ်အလျာနောက်ဆုံးကြံတဲ့နာမည်ကြီး D ကြံတယ်အဲ့တော့ AD နဲ့ CD နဲ့ကိုစဉ်းစားရမှာဖြစ်တယ်အဲ့တော့ကြည့်မယ်အဲ့ဒါကြောင့်မလို့ A နဲ့ C ကိုဗဟိုပြုပြီးတော့အချင်းဝက်3 cm ဒါရှေ့မှာပေးထားတဲ့ပေးချက်ပေါ့နော် AD CD တန်ဖိုးပေါ့3 cm 4 cm ရှိတဲ့အဝန်းပိုင်းနှစ်ခုကိုဆွဲမယ်အဲ့လိုဆွဲတာဒီဘယ်မှာမကြရဘူးလေ AC E B မရှိတဲ့ဘက်သူက AC ရဲ့ B ရှိတဲ့ဘက် AC ရဲ့ B မရှိတဲ့ဘက်ဒီလိုလာမှာ哦အဲ့တော့ B မရှိတဲ့ဘက်မှာဆွဲတဲ့ဆွဲလိုက်တဲ့အခါမှာတဲ့အဲ့ဒီအဝေါ်ပိုင်းနှစ်ခုဒီ D မှာစုံပါစေတဲ့အဲ့တော့ဘဟုပြုပြီးဆွဲလိုက်မယ်အဝေါ်ပိုင်းနှစ်ခုက D မှာစုံမယ် D မှာဖြတ်မယ်ပြီးရင် A နဲ့ D C နဲ့ D ကိုဆက်သွယ်ပါအဲ့တော့ A နဲ့ D C နဲ့ D အဲ့တော့ A နဲ့ D က3 cm C နဲ့ D က4 cm က်လိုက်တဲ့အခါမှာကျတို့ပုံချမ်းနေရတိုင်းနေပြန်စတူကန်လေးတစ်ခုထွက်လာမယ်။ကိုကကြိုက်တဲ့မြေကနေဆဆွဲလို့ရတယ်။ဆွဲပြီးတာနဲ့ဗဟိုပြုတ်ရမှာဒီဥပမာ AB ကနေဆဆွဲရဲဆိုတော့ AO ဗဟိုပြုတ်ပြီးတော့အလျားတစ်ခု B ကိုဗဟိုပြုတ်ပြီးတော့အလျားတစ်ခုအဝိုင်းပိုင်းတစ်ခုတနေရာမှာဖြတ်မယ်။အဲပြီးရင်နောက်အဆင့်တွေကိုဆက်ပြီးတော့စဉ်းစားပြီးတော့ဆွဲမယ်။ပုံချမ်းလေးကိုကြည့်ပြီးတော့ကျတို့အဖြေကိုခံမှန်းလို့ရတယ်။ဟုတ်ပြီအဲဆိုနောက်တစ်ခုဆက်ကြည့်ရအောင်။နောက်တစ်ခုကကြတော့အနားက၃နာပေးထားမယ်။ ပြီးရင်ဒေါင်းဖြတ်မြင်းကကြတော့နှစ်ခုပေးထားမှာအဲ့လိုပေးထားတဲ့စတုကံကိုဆွေးမယ်တဲ့အဲ့တော့အနားသုံးလားပေးထားမယ် AD AD ကဘာဖြစ်နိုင်လဲ AD ဒီပါအနားတစ်ခု now AB အဲ့တော့ A ကနေ B AB 3 cm BC ဆိုတော့ B ကနေဆက်ပြီးတော့2.5 cm now AC AC ဆိုတော့ A ကနေ C ကိုဖြတ်တဲ့ဒေါင်းပြန်မြင်းဖြစ်တယ် AC 4 cm နောက်တစ်ခုက BD 7 cm ဆိုတော့ဒါဒေါင်းပြန်မြင်းတစ်ခုအဲ့ဆိုရင် ဲ့လိုဖြတ်အဲ့လိုဆွဲလိုက်ပြီဆိုရင်နောက်ဆုံးဘာနဲ့ဆက်ဖို့ပဲကျန်တော့လေဒီနဲ့စီနဲ့ဆက်ဖို့ပဲကျန်တော့တယ်။ဒါဆိုရင်သူ့ကိုစပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်အစ်စ်နေကိုဘယ်လိုစဉ်းစားမလဲ။အဲ့ဒါကြည့်လိုက်ရအောင်။အရင်ဆုံးမြင်းပိုင်း AB ကိုပဲစဆွဲမယ်။ 3cm ရှိတဲ့မြင်းပိုင်း AB ကိုဆွဲမယ်။ AB ကနေစစဉ်းစားမယ်။ဟုတ်ပြီဒီမှာ 3cm ရှိတဲ့မြင်းပိုင်း AB ။ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကဘာနဲ့ဘာနဲ့ကိုဘယ်လိုပြုမလဲ။ A နဲ့ B နဲ့ကိုဘယ်လိုပြုမှာပေါ့။အဲ့တော့ A နဲ့ B ကိုဘယ်လိုပြုပြီးတော့ A ကနေဘလောက်အလျားရှိလဲ B ကနေဘလောက်အလျားရှိလဲဆိုတာပြန်ကြည့်မယ်အဲ့တော့ A ရယ် B ရယ်နဲ့တွဲပြီးတော့ပေးထားတဲ့တန်ဖိုးတွေကိုတိုင်းတာမယ်အဲ့တော့4နဲ့2.5 cm ရှိတဲ့အဝန်းပိုင်းနှစ်ခုကိုဆွဲမယ်အဲ့တော့ A ကနေ4 cm အဝန်းပိုင်းရှိတဲ့ဟာ B ကနေ2.5 cm အဝန်းပိုင်းရှိတဲ့နှစ်ခုကိုဆွဲမယ်အဲ့တော့တနေရာမှာသူကဖြတ်သွားမယ်အဲ့တော့အဲ့နေရာဒီဆုံးနာကပုံ C လေးမှာဖြတ်မယ်အဲ့ဆိုရင် AC နဲ့ BC နဲ့တန်ဖိုးကိုယူထားတာဖြစ်တယ်ဟုတ်ပြီ A နဲ့ C B နဲ့ C ကိုဆက်သွင်းမယ် A နဲ့ C B နဲ့ C ကိုဆက်သွင်းတဲ့အခါမှာ4 cm 2.5 cm ဟုတ်ပြီအဲ့ဆိုဘာကြံမလဲသူလဲပဲ D အမှတ်တစ်ခုကြံမယ်အဲ့တော့အဲ့ဒီ D ကလည်းဗမာပဲသွားဆွဲရမှာလေ B မရှိတဲ့တခြားဘက်ချမ်းမှာပဲသူဆွဲရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဘသူ့ကိုဘဟုပြုမလဲဒါဆိုရင်ဒီဘက်ချမ်းကိုအဝန်းပိုင်းနှစ်ခုရဖို့အတွက် A နဲ့ C ကိုဘဟုပြုရမှာဖြစ်တယ်အဲ့တော့နောက်တစ်ဆင့်ကကြတော့ သူကဒီတစ်ခါကျတော့ဒေါင်းပြင်းမြင်းနှစ်ခုပေးထားတာဖြစ်တယ်အခု AC ဆိုတာကိုပေးထားတယ်နောက်တစ်ခုကဘာပေးမှလဲဆိုရင် तू က BD ဆိုတဲ့ဆွမ်းနာပုံချမ်းအရာမြင်ခဲ့တာဒီ BD ဆိုတဲ့ဒေါင်းပြင်းမြင်းလာမှာဖြစ်တယ်အဲ့တော့ဒီနားလေးမှာ D ဆိုတဲ့အမှတ်ရှိပဲဒါပေမဲ့ဒီတစ်ခါဗဟိုပြုရမှာက BD ဆိုတဲ့ဒေါင်းပြင်းမြင်းကိုပေးထားပြီးတော့ကြောင့်မလို့ဒီ A ရဲ့ B ရဲ့ကိုပဲပြန်ပြီးတော့ဗဟိုပြုရမှာဖြစ်တယ် A ကနေတစ်ခါ B ကနေတစ်ခါ D AD BD ဆိုတဲ့တန်ဖိုးကိုယူရမှာဖြစ်တယ် ဲ့တော့ a နဲ့ a နဲ့ b ကိုဗဟုပြုပြီးတော့အချင်းဝက်ကဘယ်လောက်ရှိရမလဲ5နဲ့7ရှိတဲ့အဝန်ပိုင်းနှစ်ခုကိုဆွဲမယ်အဲ့တော့5နဲ့7 a ကနေ5 b ကနေ b ကိုထောက်ပြီးတော့7ရှိတဲ့အဝန်ပိုင်းနှစ်ခုကိုဆွဲလိုက်မယ်ဆွဲပြီးတော့လို့ရှိရင် d မှာအဝန်ပိုင်းနှစ်ခုက d မှာဖြတ်ကြပါစေဟုတ်ပြီပြီးရင်ဘာလုပ်တော့မလဲ a နဲ့ d B နဲ့ D တို့ကိုဆက်သွယ်မယ်။အဲ့တော့ A နဲ့ D က5စင်တီမီတာ B နဲ့ D က9စင်တီမီတာ။အဲ့တော့ဒါဒီတောင်းဖြတ်မြင်းတွေကိုဆွဲထားတာပဲရှိသေးတယ်။စတုဂန်အပြည့်စုံမဟုတ်သေးဘူး။စတုဂန်ဖြစ်ဖို့ကကျန်တဲ့အနားတစ်ဖက်ဖြစ်တယ်။ C နဲ့ D ကိုဆက်သွယ်ဖို့လိုတယ်။အဲကြောင့် C နဲ့ D ကိုဆက်သွယ်ပါဆိုပြီးတော့ရေးထားတာ။အဲ့တော့ C နဲ့ D ကိုဆက်သွယ်ပါ။အဲ့ဒီခါကျလို့ရှိရင်နောက်ထပ်စတုဂန်တစ်ခုထွက်လာမယ်။ ဒါကကြတော့အနားက၃နားပေးထားတယ်။ဒေါင်းပြင်းမြေက၂ချောင်းပေးထားတယ်။အဲ့လိုခါမျိုးဒေါင်းပြင်းမြေ၂ချောင်းပေးထားတဲ့ခါမှာဆွဲသားရမယ့်ပုံစံဖြစ်တယ်။ပြီးနောက်တစ်ခုကြည့်ရအောင်။နောက်တစ်ခုပေးထားတာကတော့နီးစက်အနား၂နားတဲ့။နီးစက်အနားဆိုတော့ဘုံပါနေတဲ့ဟာပေါ့။ဥပမာ AB ဆိုရင်နောက်တစ်ခုက B ထပ်ပိုင်းပါမပိုင်း A ပါမယ်နောက်ထပ်တနားပေါ့။အဲ့တော့ तू က AB ပြီးရင် BC ဒါဆိုအခြေစံစိုက်လို့ခေါ်တယ်။ရှေ့မှာလည်းဒီအခြေစံစိုက်ရဲ့အခေါ်ဝေါ်ပြောခဲ့တယ်ပေါ့နော်။ AB BC ဲ့လိုနီးစပ်အနာနာနာပေးထားတယ်ပြီးတော့အဲ့ဒီနီးစပ်အနာနာနာစုံလိုက်ပြီဆိုရင်ဒီမှာဒေါင်းဆုံးတစ်ခုရှိရတယ်အဲ့လိုမျိုးတစ်ခုအဲ့တော့ဒေါင်းဘီယာတရားလို့ပေးထားတယ်အဲ့တော့နောက်ထပ်နီးစပ်အနာဘယ်ဟာဖြစ်မလဲ BC ဆိုတော့ BC ကဒီမှာ5 cm လို့ပေးထားတယ်ဟုတ်ပြီနောက်တစ်ခုကဒေါင်း A ဒေါင်း A ဆိုတော့ A ကနေတိုင်ရမယ်ဒေါင်း80 degree B ကနေတိုင်ရမယ်ဒေါင်း100 degree နောက်တစ်ခုကဒေါင်း C ဆိုတော့ C ကနေဆက်တိုင်ရမယ်ဒေါင်း90 degree ဆိုပြီးတော့ ့ S2 gun ကိုဆွဲသားမယ်ဆိုပါစို့တဲ့အဲ့တော့ချီရောပုံချမ်းလေးဆွဲကြည့်လိုက်တယ် AB 3 cm နောက်အဲ့ရနေအခြေဆန် size BC 5 cm ပြီးရင် down A ဆိုတော့ A ကနေချီရောဆက်ဝိုင်းချမ်းလေးနဲ့80 degree တိုင်ရမှာဖြစ်တယ်တိုင်းပြီးပြီတိုင်းပြီးတော့80ဒီဂရီဒီမှာဆွဲထားမယ်မြင်းတကြောင်ပေါ့နော်ဆွဲထားမယ်နောက်တစ်ခုက down b ရာ100ဒီဂရီရှိရမယ်ဆိုတော့3နဲ့5ကိုဆွဲတဲ့အခါမှာ100ဒီဂရီတိုင်းပြီးတော့မှ5ဆွဲထားပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ C စီနီယာနေချေလို့50ဒီဂရီတိုင်းရမယ်။တိုင်းပြီးတော့မှမြင်းတွေကိုအကုန်လိုက်ဆက်ကြည့်ရမယ်ပေါ့နော်။ဆက်ကြည့်လိုက်မယ်ဆိုရင်စတုဂန်တစ်ခုထွက်လာမယ်။အဲ့တော့ဒီပုံစံကြဘလို့ပုံစံမျိုးလဲဆိုရင်သူကအနာကနီးစက်အနာနှစ်နာ ABBC တောင်းက3000ပေးထားတဲ့စတုဂန်တစ်ခုဆွဲမှာပေါ့နော်။ဒါဆိုရင်ဘလို့ဆဆွဲမလဲ။အရင်ဆုံးတော့ဆနာလိုပဲ AB မြင်းပိုင်းကိုဆဆွဲမယ်။3 cm ရှိတဲ့ AB မြင်းပိုင်းကိုဆွဲမယ်။ ဟုတ်ပြီနောက်တစ်ခုကဓာတ်ကိုဆွဲရတော့မယ်အခုက A ကနေပဲဆွဲဆွဲ B ကနေပဲဆွဲဆွဲဆွဲလို့ရတယ်ပေါ့နော်ဒါပေမဲ့ तू က adjacent site က adjacent site ကနောက်ထပ်ပေးထားတာက BC လို့ပေးထားတဲ့အကြောင်းမို့ချေရူက B ဆိုတဲ့နေရာနေတောင်းတိုင်းလာပို့ကောင်းနေပေါ့နော်အဲ့တော့ B ကနေချေရူ100 degree ရှိတဲ့တောင်းကိုတိုင်းမယ်တိုင်းပြီးတော့မှအဲ့ဒီပုံမှာဓာတ်ကိုတိုင်းပြလိုက်တဲ့ခါမှာမြင်းတစ်ချောင်းထွက်လာလိမ့်မယ်ပေါ့နော်100 degree တိုင်းထားတဲ့အဲ့တော့ဒီကနေမြင်းတစ်ခုထွက်လာလိမ့်မယ် ပြီးတော့မှအဲ့ဒါဒီဘာဖြစ်မလဲဆိုရင် BP ဆိုတဲ့မြင်းထွက်လာဒါပေမဲ့ဒါကတကယ်နောက်ထပ် BC ဆိုတဲ့အလျောက်ကိုမရသေးဘူးအဲ့တော့ B ကနေထောက်ပြီးတော့ခြေတော့5 cm ရှိတဲ့ BC ကိုဆွဲရမှာဖြစ်တယ် B ကနေ5 cm ရှိတဲ့အဝန်းပိုင်းတစ်ခုကိုဆွဲရမှာဖြစ်တယ်မြင်းပိုင်းတစ်ခုကိုဆွဲရမယ်โอเคဒီမှာ5 cm ရှိတဲ့ BC တန်ဖိုးကိုထွက်လာမယ်ဟုတ်ပြီအဲ့ဆိုနောက်တစ်ခုက ဲ့တော့ C ရပြီဒီမှာ A ရပြီဆိုတော့ဒီ C ကနေလဲကျလို့ down down မိုးတိုင်းလို့ရမယ် A ကနေလဲ down down မိုးတိုင်းလို့ရမယ်အဲ့တော့ကြည့်ရအောင်အဲ့တော့ C မှာဆုံးနာက90ဒီဂရီရှိတဲ့ B C အဲ့တော့ဒီညမှာနောက်ထပ်ဆဝိုင်းချက်ဆဝိုင်းနေကျလို့ဆဝိုင်းချက်နေဒီဂရီတိုင်းမယ်90ဒီဂရီတိုင်းမယ်ဆိုဒီမှာမြင်းနေကြောင်းထွက်လာမယ်အဲ့တော့ C မှာ down BCQ ဆိုတာ90ဒီဂရီရှိတဲ့တောင်းတစ်ခုကိုဆွဲမယ် ော့ဒီရသည်50ဒီဂရီရှိတဲ့တောင်းတစ်ခုကိုဆွဲလိုက်မယ် BC Q ဆိုတာထွက်လာမယ်အဲ့ဒါက C နောက်ထပ်အနားမသိသေးဘူး C ကနေဆက်ဆွဲမယ်အနားကိုမသိဘူးဘာပဲသိလဲနောက်ထပ်တောင်းဖြစ်တဲ့ A ကတောင်းတန်မှုပဲသိတယ်အဲ့တော့ C ကနေဒီကိုကြောက်တော့ကျွန်တော်ဆက်တိုင်းလို့မရတော့ဘူး A ကိုပဲလာပြီးတော့စဉ်းစားရတော့မယ်အဲ့တော့တောင်း A ကဘယ်လောက်ရှိမလဲတောင်း A ကဆိုတော့80ဒီဂရီလို့ပေးထားတယ်အဲ့တော့ A ကနေ A တွင်တောင်း BA နောက်ထပ်တစ်ခုထွက်လာမယ် BA S 80 degree ရှိတဲ့တောင်းတစ်ခုကိုဆွဲတဲ့အခါမှာတဲ့ရဒီယာဒီ80 degree ရှိတဲ့တောင်းတစ်ခုကိုဆွဲလိုက်တော့ဘယ်နေရာမှာလာဖြတ်မလဲအဲ့တော့ BA S ဆိုတဲ့ BA X ဆိုတဲ့တောင်း80 degree ဆွဲလိုက်တဲ့အခါမှာဒီနေရာလေးမှာအမှတ်ကလေးမှာလာဆုံးနေအဲ့အမှတ်ကဘာလဲဆိုလို့ရှိရင် तू ကဒီနောက်ထပ်စတုကန်ရဲ့နောက်ထပ်အနာတနာပေါ့နော်အဲ့နေရာကိုဘာလို့မှတ်မလဲဆိုလို့ရှိရင်ဒီလို့မှတ်လိုက် ါဆိုရင်တို့လိုချင်တဲ့စတုကန် ABCD ကိုဆွဲလို့ရမယ်။အဲဆိုဒါဒီပုံစံကတော့နီးစက်အနားနှစ်နားပေးထားတယ်။တောင်းက၃ခုပေးထားတယ်။အဲ့ဒါကိုဆွဲတဲ့အခါမှာအကျန်းလေးအရင်ဆွဲမယ်။ကိုကဘေးဟာတွေကိုအဆင့်တဆင့်ပြီးတဆင့်သွားရမယ်ဆိုတော့ကိုပုံကျန်းလေးကိုကြည့်ပြီးစဉ်းစားလို့ရတယ်ပေါ့နော်။ AB AB ကနေကျလို့ down B ကိုတိုင်းလို့ရမယ်။ပြီးသွားတာနဲ့ down B အတွက်အလျောက်အရှေ့ကြီးပြီးသွားတာနဲ့ကျလို့ BC အလျောက်ကိုတည်တဲ့အတွက် BC ကိုဆွဲလိုက်မယ်။ပြီးရင် C ကနေ down တိုင်းမယ်။ ပြီးရင်စီကနေဆက်ပြီးတော့သွားမယ်အလှရောက်မသိရတဲ့တောင်းအီမှာပြန်လာတိုင်းပဲဒါပဲဒါသူ့ရဲ့အစင်ပေါ့နော်ဟုတ်ပြီနောက်နောက်တစ်ခုကကြတော့နီးဆက်အနားက3နားဖြစ်သွားပြီနီးဆက်အနား3နားနဲ့ဂျားတောင်းက2တောင်းဂျားထဲမှာရှိတဲ့တောင်းက2တောင်းပေးထားတဲ့စတူဂန်ကိုဆောက်လုပ်ဆွဲသားမယ်တဲ့ဒါဆိုကြည့်အောင် နီးဆက်အနား3နား AB AB ဆိုတော့နောက်ဆက်လာမယ်နီးဆက်နီးဆက်အနားက BC ပေါ့ BC ပြီးတော့ရင် BC ကနေဆက်လာမယ်နီးဆက်အနားက C ဆက်လာမှာပေါ့ CD AB BC CD AB နဲ့ BC နီးစပ်အနားနှစ်ခုစုံလိုက်တဲ့တော့ဒီမှာတောင်းပြီးပေးထားမယ် BC နဲ့ CD နဲ့နီးစပ်အနားဖြစ်စေမဲ့တောင်းစီပေးထားတယ်အဲ့တော့နီးစပ်အနား3နာတောင်းဝါ2တောင်းအဲ့လိုပေးထားတဲ့စတုဂံကိုကျတို့ဆွဲသားကြမယ်ပေါ့ဒါဆိုဘယ်လိုလုပ်မလဲအဲ့တော့အခုဒီမှာပုံစံစဉ်းစားပြီးသွားပြီဆိုရင်ရှေ့ရဒီမှာဒီချေရှင်းပြခဲ့တဲ့ဒီပုံစံအတိုင်းပဲကိုကဘယ်အနားကိုအရင်ဆွဲမလဲအဲ့ AB ကိုအရင်ဆွဲမယ်ဆိုရင်အဲဒီမှာအရေးအမွက်လေးပြောလိုက်မယ်ပေါ့နော် AB ကိုအရင်ဆွဲမယ်ဆိုရင်ဒီမှာ B မှာဆုံးသွားပြီအဲ့တော့ကျလို့ B မှာဆုံးသွားရင် B ကနေ C ကို6စင်တီမီတာဆွဲလို့ရတယ်ဒါပေမဲ့6စင်တီမီတာကိုကိုကကြိုက်တယ်လို့6စင်တီမီတာဆွဲလို့ရတယ်ကွာဒီလိုသွားလဲ6စင်တီမီတာပဲဒီလိုသွားလဲ6စင်တီမီတာပဲသို့တော့ B မှာဘာကန့်သက်တာလဲ17 degree ဆိုတာဖြစ်အောင်ဆွဲရမယ်အဲ့ဒါကြောင့်မလို့ AB 4စင်တီမီတာကို တိုင်းပြီးဆွဲပြီးတာနဲ့ဒီလိုနောက်တစ်ဆင့်ဒီဘာလို့ဖို့လိုအပ်လဲ down ပြီး80ဒီဂရီဆိုတာကိုအရင်တိုင်းဖို့လိုတယ်ပြီးတော့မှ80ဒီဂရီမြင်းဆွဲပြီးသွားတော့မှဩ BC ရပြီအဲ့ပုံမှာကျတို့ BC ကိုပိုင်းလို့ရပြီအဲ့တော့ BC သိပြီပြီဆိုရင် C ကနေဒီကျတို့ CD အလှရတော့သိတယ်အဲ့တော့စောနာလိုပဲ CD 9ဒီကြိုက်တယ်လို့ဆွဲလို့ရတယ်ကျဲပြီးဆွဲလို့လည်းရတယ်ကျင်းပြီးဆွဲလို့လည်းရတယ်သို့တော့ C မှာသူဒီဘာရှိလဲဆိုရင်110ဒီဂရီဆိုတာရှိတယ် အဲ့တော့တချေတို့ကဒေါင်းစီ130ကိုအရင်တိုင်းလိုက်တိုင်းပြီးတော့တော့မှ130ထွက်လာတော့မှအဲ့ပေါ်မှာ7 cm ဖြတ်ဒါဆိုရင်ကြံတာကဆက်လိုက်ရင်ရပြီဒါဆိုရင်ဒီဟာကြတော့ကိုကကိုအဆင့်1နှစ်3လေးဒီရှေ့မှာပြောခဲ့တဲ့နမူနာတွေကိုကြည့်ပြီးတော့အဆင့်1နှစ်3လေးစရှိတဲ့ပြင်ဆွဲပြီးတော့စတုဂန်တစ်ခုကိုဆောက်လို့ဆွဲသားကြည့်မယ်နော်ဒါဆိုရင်အခုလေ့ကျင့်ခန်းလေးကိုကြည့်အောင်အဲ့လေ့ကျင့်ခန်းကရှေ့ရှေ့မှာပေးထားတဲ့အနာတွေပေးထားမှာလားနီးစပ်အနာတွေပေးထားမှာလား ဈေးအောင်ဘယ်နှတောင်ပေးထားမလဲဈားတောင်နေပေးထားမလားဒါတွေကိုကြည့်မယ်သူကဒါကတော့အလှရားလေးတွေပဲပြောင်းသွားတာရှေ့ရဥပမာအတိုင်းသူကအတိုင်းတာလေးတွေကိုတော့ပြောင်းသွားမယ်ပေါ့နော်ရှေ့ရဥပမာအတိုင်းအဆင့်တွေကိုဆွဲပြီးတော့တွက်ကြည့်မှာဖြစ်တယ်နောက်တစ်ခုကတော့စတူဂန်များထတ်တူညီခြင်းပေါ့နော်ဟုတ်ပြီစတူဂန်တွေထတ်တူညီခြင်းတဲ့အဲ့တော့အရင်ဆုံးဒီထတ်တူညီခြင်းကိုမသွားခင် ရှေ့မှာပြောခဲ့တဲ့ဆွဲသားချက်ပေါ့နော်စတူဂန်တစ်ခုဆွဲသားဖို့အတွက်ဆိုလို့ရှိရင်အ ਨੇ ဆုံးရှေ့မှာပြောခဲ့တဲ့ တွက်ခဲ့တဲ့ပေးထားချက်တွေအရဆိုရင်အနည်းဆုံးအနားနှစ်နာတော့ပါတယ်ပြီးရင်အခြေခံက၅ခုပါတယ်ဥပမာအခြေစမ်းဆိုင်နှစ်ခုနောက်တော့ဒေါက်သုံးခုဒါဆိုစုစုပေါင်း၅ချက်အဲ့လို၅ချက်ကတော့ပါရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ထပ်တူညီချင်းတော့စတုဂန်နှစ်ခုထပ်တူညီချင်းကကြတော့သူဒီအချက်၅ချက်ရှိတယ်တဲ့အဲ့တော့ဘာတွေလဲဆိုလို့ရှိရင်အရင်ဆုံးအနားလေးနားနဲ့ဒေါင်းပြက်တစ်ခု တူညီတဲ့စတုဂန်အဲ့တော့ အဲ့စတုဂန်နှစ်ခုကိုကြည့်လိုက်တာနဲ့အနာလီနာဟိုဘက်စတုဂန်ရဲ့အနာလီနာဒီဘက်စတုဂန်ရဲ့အနာလီနာတူညီနေမယ်။ဒေါင်းပြတ်တစ်ခုတူညီမယ်ဆိုရင်အဲ့စတုဂန်နှစ်ခုကလုံးဝထပ်တူကြရတယ်ပေါ့နော်။အဲ့တော့အနာလီနာဆိုတာဒီ sides က၄ခုပါမယ်။ SS SS diagonals ဒေါင်းပြတ်ဒီ diagonals ဖြစ်တော့ D ပေါ့နော်။အဲ့တော့ S ၄လုံး D congruence ။ဟုတ်ပြီနောက်တစ်ခါကျတော့အနာ၃နာဒေါင်းပြတ်ကနှစ်ခု။အဲ့တော့အခြေခံ၅ချက်ပဲပေါ့နော်။ဒေါင်းပြတ်နှစ်ခုတူညီတဲ့စတုဂန်အဲ့စတုဂန်နှစ်ခုကလည်းထပ်တူညီမယ်။ ဲ့တော့အနားသုံးလားဆိုတော့ SSH size သုံးခု diagonals နှစ်ခုအဲ့တော့ SSSDD congruence okay နောက်တစ်ခုကနီးစပ်သောအနားကနှစ်နားဒါဆိုရင် size ကနှစ်နားပါမယ်သူတို့ရဲ့ဂျားမှာရှိတဲ့ဒေါအဲ့တော့နီးစပ်အနားနှစ်နားရဲ့ဂျားမှာရှိတဲ့ဒေါရေကျန်တဲ့ဒေါ2000ရေဆိုတော့ဒေါဒီစုစုပေါင်း3000ပေါ့နော်3000တွေတူညီတဲ့စတူကအဲ့တော့ဘယ်လိုရေးမလဲအနားနှလားဆိုတော့ဒီမှာ size နှစ်ခုသူတို့ရဲ့ဂျားမှာရှိတဲ့ဒေါ3000ဆိုတော့ angles 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 ကြားလေးတွေမှာထည့်လိုက်တာပေါ့နော်အဲဆိုရင် as as a congruence လို့ခေါ်တယ်နောက်တစ်ခုကကြတော့အနားက၃နာဒါဆို s ၃လုံးပါမယ်ကြားတော့၂တောင်ဆိုတော့အနား၃နာရဲ့ကြားထဲမှာကြား၂တောင်ဝင်လာမယ်ပေါ့အဲ့တော့ sides 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 side ၃ခုရဲ့ကြားထဲမှာ angle angle ၂တောင်ဝင်လာမယ်ဒါဆိုရင် sa sas congruence လို့ခေါ်တယ်ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပဲပေါ့နော် နောက်လောက်တင်ငင်းစာတွေမှာချေလို့ပြန်လည်ဆုံးပေးကြပါမယ်။